မိုင်စုံခနမုနာဒေတာချန်နမပြန်လည်ကြိုဆိုလိုက်ပါရရှင်တရုတ်ပြည်ကွမ်ကျုံးကိုတလဲခဲတဲ့အတွေ့အကြုံတချို့ကိုမျှဝေပေးမယ်နော်သူကမြို့ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ metro line ရှိတော့ lambda set တွေရေးသွားလာတာရန်ကုန်လက်ကူပါတယ်ရှင်။ဒါကတော့အထင်ကရနေရာထဲရတစ်ခု high school square ပတ်ဝန်းကျင်မှာ ရုပ်ပြည်ကိုသွားလို့ရှိရင်ဝီဇာလိုပါတယ်ရှင်ဝီဇာအကြောင်းကိုသိချင်လို့ရှိရင် comment မှာပဲဖြစ်ဖြစ်စာပို့ပဲဖြစ်ဖြစ်မေးလို့ရှိရင်ကျမအတွေ့အကြုံတွေကိုမျှဝေပေးပါမယ်နော်ရောက်ပါပြီရှင်ဒါကတော့ကွန်ကျုံလေးစိတ်ပါရှင်တရုပ်ပြည်မှာကယာဒီဥတုက၄ခုရှိပါတယ်ရှင်နှွေယာဒီမိုးယာဒီစောင်းယာဒီနှွေဦးယာဒီပြီးလို့ရှိရင်နှွေယာဒီဖြစ်ပါတယ်ရှင်နှွေဦးယာဒီကတော့စောင်းအကုံနှွေအကူချိန်ကလေးပေါ့နော် ပြောချင်တာကတော့မတ်လနဲ့ဧပြီလမှာတလဲအင်ကောင်းဆုံးမှရှင်။တစ်နှစ်ပတ်လုံးမှာအကောင်းဆုံးရာသီဥတုအချိန်ပေါ့နော်။တကယ်လို့ဧပြီလအစပိုင်းမှာတလဲမယ်ဆိုလို့ရှိရင်တော့ရက်တော်အပြောင်းလဲရှိတယ်ပေါ့နော်။တရုတ်ပြက်ကတိကြီးကြီးပါတချို့တရုတ်ပွဲတွေနဲ့ပေါ့နော်ကြုံတွေ့လို့ရှိရင်တော့ဟိုတယ်ကကရုပ်တရက်ကြီးစည်းမြိန်တက်သွားပါတယ်ရှင်။ဆောင်အကုံနှွေအကူဆိုပေမဲ့လေမြူတွေနဲ့မုံမိုင်းဝေဝါနေပါတယ်ရှင်။ရောက်ပါပြီရှင်။ တရုတ်ပြည်ကအရန်ခင့်မိသွားတော့လေအရှာအလုံးစက်တီနဲ့ကြီးကြီးပါပဲရှင်ဟောတွေ့လားအဲ့အရှေ့ရဆက်မှာ passport ကို scan ဖတ်ပါအဲ့ချိန်မှာကိုယ့်ကိုသူ receive ပေးလာပါတယ်နော်ပြီးလို့ရှင် white card ကိုဖြည့်ပါရှင်ပြီးွားလို့ရှင်တော့ fingerprint လေးပါရှင်ကျမကအခု metro station ကိုလိုက်ရှာပါမယ်နော် metro လေးစီးပြီးတော့မှကျမတည်တဲ့ hotel ကိုသွားပါမယ် အဲ့တော့တရုတ်ပြည်ကတွက်လှရတာအဆင်ပြေပါတယ်တရုတ်စာကောအင်္ဂလိပ်လိုကောရေးထားတဲ့အတွက်ကြောင့်ပါဒါပေမဲ့တချို့အင်္ဂလိပ်စာအသုံးအနှုန်းတွေကတော့မတူပါဘူး usage တွေကကွဲတယ်လို့ပြောချင်တာပါချက်လေးတစ်ချက်ဝင်မယ်နော် များပြထားတဲ့အတိုင်းပဲပေါ့နော်မက်ထရိုဆိုတဲ့များလေးအတိုင်းရှောက်သွားမယ်နော်အဓိကပြောချင်တာကတော့သူက information counter လို့မရေးထားပါဘူး enquiry counter ပေါ့နော်အဲ့ enquiry counter မှာတမီမှဟိုလက်မှတ်ပဲမှာရောင်းလဲဆိုတာသိရတယ်ပေါ့နော်လက်မှတ် center ကလည်း smart customer service center လို့ရေးထားပါတယ်နော်ပုံမှန်တခြားနိုင်ငံတွေတုံးတဲ့အုံလုံးတွေနဲ့မတူပါဘူးရှင့် ကျမတို့ကလက်မှတ်ကို staff စီရပဲဝယ်ခဲ့တယ်ဆက်နဲ့သုံးပြီးတော့လည်းဝယ်လို့ရတယ်ပေါ့နော်ဆက်နဲ့သုံးခါကျတော့ကျမတို့ကဧည့်တယ်ဖြစ်တယ်ဘာသာစကားခက်ခဲရှိရဲဒါကြောင့်မလို့ staff စီရနေဝယ်တယ်သူက3ရက် ticket ကတော့အနည်းဆုံးအဲ့လိုပေါ့9ရက်ပေါ့နော်ကိုအဆင်ပြေတယ်လို့မျိုးဝယ်လို့ရပါတယ်ရှင်ဒါကတော့ကျမတို့က metro line 3ကိုစီးပြီးတော့မှကျမတို့နေတဲ့ hotel ကိုသွားမယ်ပေါ့နော်တရုတ်ပြည်ရဲ့ဟိုတယ်အကြောင်းလေးနည်းနည်းပြောကြည့်ကြတာပေါ့နော် တရုတ်ပြည်ရောက်လို့ရှိရင်တော့ဟိုတယ်မှာပဲတဲစီချင်ပါတယ်ဟိုတယ်မှာမတဲဘဲနဲ့အပတ်မန့်တို့ဘာလို့လိုမျိုးတဲလို့ရှိရင်အဲ့စီရင်တိုင်ရပါတယ်အဲ့တော့ဘာပဲပြောပြောအလုပ်ရှုပ်တယ်ပေါ့နော်ဘာသာစကားနားမလဲရတဲ့ကြားတွေကအပတ်မန့်နေရာတော့ဈေးပိုတက်တာပါတယ်ကျမနားလေဒီလောက်ဆိုလို့ရှိရင်ပေါ့နော် ကျွန်မအတွေ့အကြုံကိုပြောတာเนาะဒီထက်စီးပေါ်တဲ့ hotel လည်းရှိကောင်းရှိမှာပေါ့အဲကျွန်မနားလေတလောက်ဆိုရင်တော့အပေါ်ဆုံးက USD 38 38လောက်ကိုရှိတယ်ပြောချင်တာကွမ်ကျုံမှာ hotel တွေဈေးကြီးတယ်ပေါ့เนาะမြို့တော်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မအခုတဲမဲ hotel ကတော့ hotel ကနေထွက်လာတာနဲ့အခုလိုမျိုးမြေအောက်မှာယထာပူတာရှိတဲ့နေရာလေးပါရှင်ဘယ်နေရာလဲဆက်ကြည့်လိုက်ကြမယ်เนาะ Haiju Square နားမှာနေတာပါရှင် Haiju Square ဆိုတာကလည်း ကွမ်ကျုံရဲ့အထင်ကရနေရာတစ်ခုပေါ့နော်ကွမ်ကျုံရဲ့လွတ်မြောက်ရာရုပ်ထုအိမ်နာမှာပေါ့ဒီနေရာကနေပြီးတော့မှမိနစ်20နာရီဝက်လောက်လမ်းလျှောက်သွားမယ်ဆိုလို့ရှိရင်လည်းပီကျင်းရုပ်ကိုရောက်ပါတယ်ပီကျင်းရုပ်ဆိုတာလည်းနာမည်ကြီးရဲ့ထဲမှာတစ်ခုအပါဝင်ဖြစ်တယ်လीနော်အဲ့ဒီရုပ်ထုရဲ့အရှိတက်တက်ကိုဆက်လျှောက်သွားရင်တော့ပလဲမြစ်ကြီးကိုမြင်ရမှာဖြစ်ပါတယ်ပြောချင်တာဒီနေရာမှာတဲလို့ရှိရင်ပေါ့နော်ဟိုတွားလဲစရာနေရာတွေကအများကြီးရှိရလို့ပြောချင်ပါတယ်စားစရာလည်းပေါ်တယ်အဲ အများကြီးပေါ့နော် activities တွေတောတူမလေးမန်တကားနဲ့စော့ကစားလိုက်ပါအောင်မယ်နော်ဟိုတယ်ရဲ့အပြင်စင်လေးကလည်းလှတယ်နော်ဒီဟိုတယ်လေးကိုတော့ကျမအရင်တဘောကြပါတယ်ဘာဖြစ်လို့လဲဆိုတော့ ဟိုတယ်ကနေထွက်လိုက်တာနဲ့ယထာဘုဒ္ဓရောက်လို့ပါမြေအောက်ဆင်းသွားတာနဲ့ပေါ့နော်ပဝန်းကျင်မှာလည်းစားစရာတွေများလဲစရာ activities တွေလည်းများလို့ပေါ့နော်ဒီ hotel လေးကိုကြိုက်ပါတယ်ဒါပေမဲ့ဒီနေရာမှာမသေးချင်ဘူးဆိုလို့ရှိရင်လည်းဒီယထာဘူရာကနေထွက်လာပြီးလို့ရှိရင်ဒီပဝန်းကျင်မှာရှောက်သွားကြည့်လို့ရှိရင်လည်းတဲခုစရာနေရာတွေအများကြီးရှိပါတယ်တကယ်လို့ကိုက hotel ကို booking မလုပ်ထားဘူးပေါ့နော်ဟိုတခါတည်းပဲ ဟိုရှာပြီးတော့ရွေးပြီးနေမယ်ဆိုရင်လည်းဒီပတ်ဝန်းကျင်မှာဟိုတယ်တွေအများကြီးရှိပါတယ်။ကျမရဲ့အတွေ့အကြုံအရပေါ့နော်ဒါကျမတဘောကြတဲ့နေရာလေးပါ။နာမည်လေးကတော့ Heju Square လို့ခေါ်ပါတယ်။ဒီယထာဘုဒ္ဓရဲ့နာမည်ပေါ့နော်။ဟုတ်တယ်ပတ်ဝန်းကျင်လေးပေါ့နော်ကိုရောင်ပြပေါ့ဟူလျှောက်တိလျှောက်ပေါ့ ငရုတ်တီးရဆက်လားမဆက်လားဆိုဟိုမှာအလကားပေးတဲ့တ िश ူနဲ့နှက်ချီအောင်ပြီးခါကျမအခုစားတဲ့ခောက်ဆွဲဆိုင်ကကြတော့ကိုကအော်ဒါမှာပြီးတော့ပြီဆိုလို့ရှိရင်သူကစာရွက်လေးပေးလိုက်တယ်ပေါ့နော်နံပါတ်ပေါ့ကိုကနံပါတ်ဘလောက်ဆိုတာအဲ့တော့တရုတ်လိုတနစ်တုံးလေးသိရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ် စာရွက်ကတော့တနစ်တုံးလေးအင်္ဂလိပ်လိုပဲရေးပေးတာပါဒါပေမဲ့သူတို့နာမည်ခေါ်တာပေါ့နော်နာမည်ဘယ်လောက်ခောက်ဆွဲရပါပြီဆိုတဲ့အချိန်ခါကျတော့ကိုကတရုတ်လိုတနစ်တနစ်တုံးလေးလောက်တော့တည်ပို့ပြီးတော့အဆင်ပြေပါတယ်ခုနကတော့အစိမ်းအောင်ခောက်ဆွဲရတော့ဟိန္ဒူနယ်ခောက်ဆွဲဖြစ်ပြီးတော့ဒါကတော့လူတိုင်းသိတဲ့ဂျုံ ခောက်ဆွဲပါပဲအဲအသားလုံး၅လုံးပုံစံလုံးစသဖြင့်ပေါ့နော်ပုံမှန်တရုတ်ခောက်ဆွဲဟင်းရည်လိုပါပဲအချို့မဟုတ်ပါတဲ့အတွက်ကြောင့်မလို့ဗမာပါဇက်နဲ့အဆင်ပြေပါတယ်အငံလုံးရင်လည်းပဲငတ်များရင်ရှိ တရုတ်ပြည်ရဲ့ restaurant အသေးစားတွေအားလေပထမထပ်မှာဖွင့်တာများတယ်ပေါ့နော်ကျွန်မအတွေ့အကြုံအရပြောတာပါရှင်တွေကြမ်းလေးငဲ့မလို့ပါ ခွက်ကအရန်ပူနေလို့ပါကျွန်မရဲ့အတွေ့အကြုံပေါ့နော်ကွမ်ကျုံးမှာဘဲကင်ကို အလွယ်တကူတွေ့ပါတယ်အခုဒီမှာကျွန်မဘဲကင်မစားပါမယ်ကျွန်မကွမ်ကျုံးအတွေ့အကြုံပေါ့နော်ဘဲကင်နေကျွန်မ၃လခေါက်လောက်စားပါတယ်ကျမအနေနဲ့တော့ကျမမကြိုက်ပါဘူး။ဘာကြောင့်လဲဆိုတော့အသားတွေကမာလို့ပါ။ ောက်တစ်ပွဲကတော့ဝက်ဦးမှစားတာပါဝက်ဦးကတော့တဖို့ကြပါတယ်စားလို့အရင်ကောင်းပါတယ်အပေါ်မှာလည်းမြေပဲလေးဖြူထားပြီးတော့ပေါ့နော်ဟိုဝက်ဦးမိခိုးမြဒီဦးကိုဘာဦးလို့ခေါ်လဲဦးမကြီးလားဦးမကြီးအဲ့ဒီတိုက်မြင့်ကြီးမှာကျမတဲတာဟိဟိမီးရည်နဲ့အရန်ကိုလှတယ်ပေါ့နော်ညာပဲဆိုလို့ရှိရင်လေမိုးမချုပ်တဲ့မြို့ပေါ့ ကျမဗီဒီယိုကို ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာဘယ်ကိုဆက်သွားမယ်ဆိုတာစောင့်ကြည့်ပေးပါအောင်နော်။အားလုံးပဲတတ Good night ပါရှင်။ Good night